မောတောင်မြို့သိမ်းတိုက်ပွဲကနေမြင်နိုင်တဲ့စစ်တပ်ရဲ့တက်ပြဲ့နေခြင်းများဒီအပိုင်းအထူးသဖြင့်နိုဝင်ဘာလအစကနေဒီနေ့အချိန်ထိမြမနွေဦးတော်လန်ရေးရဲ့သတင်းတွေဟာအစိုးဘက်ကအကောင်းဘက်ပါနှစ်ဖက်စလုံးလှုပ်လှုပ်ခက်ခက်နဲ့ရှိနေတာကိုတွေ့ရပါတယ်။ကောင်းဘက်ကနေသတင်းတွေဆိုရင်ပြီးခဲ့တဲ့ရက်ကတရင်လာရီမြို့နယ်အတွင်းတွေကနေဆက်ကုံသွေးရေးမြို့ဖြစ်တဲ့မောတောင်မြို့ကိုတော်လန်ရေးအင်အားစုတွေကတိုက်ခိုက်သိမ်းပိုက်လိုက်နိုင်တယ်ဆိုတဲ့သတင်းလိုပဲဆိုရပါမယ်။ မော်တော်မြို့သိန်းတိုက်ပွဲနဲ့ပတ်သက်ပြီးပါဝင်တိုက်ခိုက်ခဲ့ကြတဲ့ဒေါ်လန်ရေးတပ်ဖွဲ့သီးသီးရဲ့ထုတ်ပြန်ချက်တွေမြေပြင်ကရဲဘော်တွေရဲ့ပြန်လည်ပြောဆိုချက်တွေအရဆိုရင်နေဆက်ကုံသွယ်ရေးဖြစ်တဲ့ဒီမျိုးကိုရရှိဖို့အတွက် KNU တပ်မလေးကရဲဘော်တွေ BBLA PLA အခြား local အဖွဲ့အစည်းတွေကပေါင်းတိုက်ခဲ့ပြီးရပိုင်းတွင်းမှာပဲရရှိခဲ့တယ်လို့သိရပါတယ်။ဒီနေရာမှာထူးခြားချက်တစ်ခုအနေနဲ့မော်တော်မြို့သိန်းတိုက်ပွဲစဖြစ်ပြီးအချိန်ကြီးမဟန်တော့ဘူးဆိုကြတဲ့က စစ်ကောင်စီဘက်ကတရင်မှုအဆင်ရှိသူတွေနဲ့အရာရှိတွေဟာအခြားစစ်သည်20ကျော်လောက်လက်နဲ့ယူပြီးထိုင်းဘက်ကိုကိုလူယုံထွက်ပြေးကြတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။နွေဦးတော်လန်ရဲ့အစကနေ2024ခုနှစ်နှစ်ဝက်လောက်ထိဒီလိုတိုက်ခံရပြီဆိုတာနဲ့စစ်တပ်ဘက်ကထွက်ပြေးတာအញ្ញန်ခံတာလက်နဲ့ချတာမျိုးတွေကိုအမြဲတမ်းဒီပါတွေ့ဘူးမြင်ဘူးနေရတယ်ဆိုပေမဲ့လည်းစစ်တပ်ကလက်နက်အင်အားလူဝင်အားနဲ့ဒရုန်းအင်အားတို့ကိုအစွမ်းကုန်ဖြည့်တင်းလာခဲ့ပြီး2024ခုနှစ်နောက်ပိုင်းထဲမှာတော့ဒီလိုကိုလူယုံပြေးတာမျိုးတွေ စစ်သားမတန်မဲ့အရှက်တိတ်ခံမဲ့စွာအခြားနိုင်ငံနဲ့ပြည်ဝင်နာမျိုးတွေကိုတိတ်ပြီးမတွေးကြရတော့ပါဘူးအခုမောတောင်တိုက်ပွဲကြမှာပျောက်ွယ်နေတဲ့အတော်တန်ကြာနေပြီဖြစ်တဲ့စစ်တပ်ရဲ့တခြားနိုင်ငံအတွင်းအရှက်မရှိပြည်ဝင်ချင်းဖြူဟာကိုထပ်မံတွေးမြင်လာရတာပဲဖြစ်ပါတယ်ဒီချက်ကိုကြည့်ရရင်စစ်တပ်ကဘလောက်ပင်အင်အားတွေဖြည့်တင်းထားပါတယ်လက်နက်စွမ်းအားတွေမြှင့်တင်ထားပါတယ်ဆိုတဲ့စကား၎င်းတို့ဖြန့်ညက်ထားရတဲ့စစ်မျက်နှာတိုင်းတွေကိုတော့အပြေးအဝထောက်ပံ့ပေးနိုင်ခြင်းမရှိဘူးဆိုတာထင်ထင်ရှားရှားပေါ်လွင်နေပါတယ် ဘယ်လိုနေရာတွေကိုစစ်တပ်ကလက်နက်အင်အားလူဝင်ရတွေမြှင့်တင်နေလဲဆိုရင်၎င်းတို့အတွက်အသေးအတန်အသက်ရှူကြက်ပြီးဤသူတွေကြားကောက်၎င်းတို့ထောက်ခံသူတွေကြားမှာပါနာမည်ကြီးနေတဲ့ရှမ်းမြောက်ရခိုင်ကရင်နီတွင်ပြည်နယ်တက်မှ6လူနေရာမျိုးတွေကိုသာပုံမိုအာယုံစိုက်ပြီးပြင်ဆင်ထားပုံရပါတယ်။ဒါကြောင့်မို့လဲအဲ့ဒီဒေသတွေမှာစစ်တပ်ကဟိုရခင်ရလို့ပုံပြက်ပန်းပြက်နဲ့ရှုံးနေခြင်းမရှိတော့ဘဲတိုင်းဒါတစ်ခုထိအသာစီးပြန်ရနေတာပဲဖြစ်ပါတယ်။ ဒါပေမဲ့အထက်မှာပြောခဲ့သလိုတနိုင်ငံလုံးအနေနဲ့စစ်မျက်နှာဖွင့်ထားရတဲ့စစ်တပ်အနေနဲ့နေရာတိုင်းစစ်မျက်နှာတိုင်းကိုတော့လုံလောက်စွာထောက်ပို့ထားနိုင်ခြင်းမရှိပါဘူး။ဒါကြောင့်မို့လို့၎င်းတို့မထင်မှတ်ထားတဲ့မော်တော်မျိုးတိုက်ခတ်ခံရတာနဲ့ချက်ချင်းတန်းကျသွားတာဖြစ်ပါတယ်။ဒီချက်ကိုကြည်ချင်းအဖြစ်တော်လိုင်းတပ်ဖွဲ့တွေအနေနဲ့နာမည်ကြီးတဲ့နေရာတွေကိုသိမ်းနိုင်မှသာအောင်ဝဲရတာမျိုးမဟုတ်ပဲယူဟာရရေးပါပြီးစစ်တပ်အားတဲ့နေရာဒေသတွေကိုသိမ်းနိုင်ခြင်းကလည်းအောင်ပွဲရနိုင်တယ်ဆိုတာသတိမူသင့်ပါတယ်။ နောက်တစ်ချက်အနေနဲ့စစ်တပ်ဟာလာမယ့်ဒီဇင်ဘာလအတွင်းတိုင်းငံလုံးတိုင်းတာနဲ့ရွေးကောက်ပွဲပြုလုပ်မယ်လို့တရားဝင်ကြေညာပြီးဆုံးရှုံးထားရတဲ့မျိုးနွယ်တွေကိုပြန်လည်သိမ်းယူနိုင်နိုင်တွေရှိနေပေမဲ့လည်းတစ်ဖက်မှာတော့၎င်းတို့ဘက်ကထပ်မံလက်လွတ်လိုက်ရတဲ့မျိုးနွယ်တွေလည်းရှိနေတာကိုထင်ထင်ရှားရှားမြင်နိုင်ပါတယ်။နီးဆက်ဆုံးတဲ့ထင်သာဆုံးဥပမာတွေအရဆိုရင်ယခုတော်လိုင်းတပ်ဖွဲ့တွေသိမ်းပိုက်ထားတဲ့မောတောင်မျိုးနဲ့ပြီးခဲ့တဲ့စတင်မာလအတွင်းကရရှိထားတဲ့ဗန်းမောင်မျိုးတို့ကိုကြည့်ရင်သိနိုင်ပါတယ်။ ဒါတွင်မကသေးပဲမကွေးစကိုင်းနဲ့အညာတကျော်မှလည်းဒီရဲ့ပိုင်းတွင်တန်ရင်လိုက်စစ်ကြောင်းလိုက်ချိန်မုံခံရတာတွေရှိသလိုစကောင်းတော်တွေခြေဆိုင်ရနေပြီးတော့လို့အနီးတဝိုက်ကစစ်စခန်းချို့ကိုလည်း PLA ကတိုက်ခတ်ဖျက်ဆီးထားနိုင်တာတွေရှိနေပါတယ်။ဒါကြောင့်ပြည်သူလူထုကိုထင်သိပြီးစစ်ရာဇဝင်မှုမျိုးစုံကျူးလွန်ကရွေးကောက်ပွဲနဲ့ထွက်ပေါက်ရှာလိုတဲ့စစ်ကောင်းဆောင်တွေအနေနဲ့၎င်းတို့မျှော်မှန်းထားသလိုရွေးကောက်ပွဲဟာအစဉ်ပြေပြေချောချောမုံမုံနဲ့ပြီးသွားနိုင်စရာမရှိသလိုပဲစစ်အာဏာရှင်ကိုတော်လှန်နေတဲ့ ပြည်သူတွေဟာလည်းတော်လန်ရေးကဘယ်တော့မှငြိမ်သက်သွားမှာမဟုတ်ဘူးလို့ပဲဆိုချင်ပါတယ်။စောင်းမရေးသားသူမင်းတော်စောင်းမဖတ်ကြားသူကိုထွန်း